ားလုံးကမင်္ဂလာပါဘောလုံးချင်းညီကိုရင်းနေကောင်းချမ်းမချမ်းသာကြပါပြီကျွန်တော် YouTube channel လေးကနေကြိုဆိုရဲအဲဘော်ဒဘူးညမှာကစားမဲ့အီတလီစီးရီပွဲစဉ်အချို့ကိုရွေးချယ်ပေးချင်ပါတယ်နော်ကိုမွန်နဲ့ဗီရိုနာမြန်မာဆန်တော်ချင်း၁၂နိုင်မှာကစားမယ်ပေါ့နော်ကိုမွန်ကအဆင့်6ဗီရိုနာအဆင့်7ဒီနှစ်သင်းကြားထဲမှာဒါရမှတ်က၈မှတ်กว่าတယ်ပေါ့နော်ဒါကိုကိုမွန်အတင်းကတလုံး20နိုင်နဲ့ကိုပေါင်းကြီးနှလုံး60ဆိုမှပေးထားတယ်ကိုမွန်အတင်းရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုရင်သူတို့နိုင်ကြတာတော့ ဘင်္ဂဘွားထဲမှာဂျူဗန်တာ2ရှိရှိမယ်လာဇီယို2ရှိရှိမယ်ပေါ့နော်ဂျီနိုအာ11နဲ့ကမ္မိုနစီ11ပေါ့နော်အဲ့ဒီနှစ်ပွဲမှာတော့သူတို့ချေးတည်ထားတယ်ပေါ့နော်အဝေးကွင်းပွဲစဉ်မှာကြီးမယ်ဆိုရင်သူတို့ကပါမားကိုဇီစီဆွဲမှတ်တာချေးတွေရှုံထားတယ်ပေါ့နော်ဒါကွန်မွန်ပွဲတွေကိုကြီးလိုက်ပေါ့နော်သုံးလုံးထိရောက်တဲ့ပွဲကတပွဲတည်းပဲရှိတယ်ပေါ့နော်အဲ့ဒါဖီရင်တီနာကို2-1နိုင်တဲ့ပွဲတပွဲတည်းရှိတယ်ဂျာနန်ပွဲတည်းအားလုံးကနှလုံးကိုမချုပ်ဘူးပေါ့နော်တစ်ဖက်ကဒါ ဗီရိုနာရဲ့အဝေးဝန်းဖောင်ကိုကြည့်လိုက်မယ်ဆိုရင်ဗီရိုနာအတင်းကတော့ဒါဦးတင်းနဲ့ကိုဝမ်းဝမ်းဆော့တယ်ပီဇာကိုစီးစီးဆော့ထားတယ်ပေါ့နော်ပြီးတော့လာစီကိုဖိုးစီးနဲ့ရှောင်းတယ်ရိုမာကိုတူးစီးနဲ့ရှောင်းတယ်ပေါ့နော်ဒါအိမ်ဝမ်းဖက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ကက်ကရီယာတွေကိုတူးတူးဆော့တယ်ပေါ့နော်အဒီအတင်းကလည်းအကောလုံးခြုံပြီးကြည့်လိုက်မယ်ဆိုရင်ဒါကိုသွင်းခံရတာအများဆုံးလာစီကိုတင်းမဲ့ရှိတယ်ပေါ့နော်ဖိုးစီးနဲ့ရှောင်းတယ်ဂျန်နက်ပွဲတွေမှာဆိုရင်တူးစီးတူးစီးတပွဲရှိတယ်ဂျန်နက်ကတော့ဇီဇီ11ဇီဇီ11ဒီလိုပုံစံနေပဲပေါ့နော် ဒီအတင်းကလည်းခံစစ်အရန်ကောင်းတဲ့အတင်းဖြစ်တယ်လို့ပေါ့နော်။ဒါတိုက်စစ်ကလည်းအရန်နဲတဲ့ဗီရိုနာဖြစ်တာလည်းတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့1:2 odds ကိုကြည့်လိုက်မှဆိုလို့ရှိရင်ဒါကိုမိုအတင်းအနိုင်ကိုပေးထားတာကတော့56ပြတေးကို3.7နဲ့ဗီရိုနာအနိုင်ကို6.5ပေါ့နော်။ကျွန်တော်ညီကိုတွေတခုပြောချင်တယ်အရေးကြီးတာပေါ့နော်။ဒါကျွန်တော်ညီကိုတွေဒီပွဲတွေလောင်းမှဆိုလို့ရှိရင်အဓိကပေါ့နော်ဒါ ကဒါ line net ကိုကြည့်ဖို့အရေးကြီးတယ်ဗောနော်ကိုမုံဘက်မှာလူဆောင်လားမဆောင်လားဗောနော်ဗီရိုနာဘက်မှာလူဆောင်လားမဆောင်လားအကဲဗီရိုနာရိုက်မယ်ဆိုရင်ဘာဖြစ်လို့လဲဆိုပွဲတွေကခက်စိတ်စိတ်ရှိနေတယ်ဗောနော် tele series တွေကဂျားပွဲတွေလည်းကန်နေတယ်ဆိုတော့ကစားသမားတွေကအနာပေးလာနိုင်တယ်နော်ဒါတစ်ချက်လေး view ဆိုင်ဖို့ကျွန်တော်ပြောချင်တယ်ဗောနော်ဒီပွဲတွေမှာရွေးချယ်ရမှာဆိုလို့ရှိရင်တော့ကိုမုံအတင်းကလည်းအများကြီးမြတ်မလို့တော့ကျွန်တော်မထင်ဘူးဗောနော်နည်းနည်းပါပါ20လောက်နိုင်လည်းနိုင်သွားနိုင်တယ်ဗောနော်ကျွန်တော်ဂူပေါင်းအောက်နဲ့ကိုမုံဘော်ဒီကြိုက်တယ်ဗျာဒီပွဲတွေမှာဂူပေါင်းအောက်ပေါ့နော် ာကျွန်တော် wise ပဲရိုက်မဲ့ညီကိုတွေကတော့ဒါအများဆုံးကျွန်တော်ထင်တယ်ဗောနောနှလုံးလောက်တော့ဖြစ်သွားမယ်လို့ထင်တယ်ဗောနောနှလုံးအများဆုံးထင်တယ်ဗောနော over 1.5ဗောနော wise ပဲမှာဆို over 1.5ဆိုရင်36ပြရရမှာဗောနောမြန်မာပေါက်ချင်းမှာတော့ကိုမွန်ဘော်ဒီနဲ့ဒါကိုပေါင်းအောင်ကိုကြိုက်တယ်ဗောနောကျွန်တော်ရွေးချက်ထား Juventus နဲ့ Udinese တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော Juventus အတင်းကလည်းဒါမြန်မာစံတော်ချင်း17နိုင်မှာကစားမဲ့ပွဲစဉ်ဖြစ်တယ် Juventus အတင်းကတော့ဒီကြည့်ရခပ်ပြင်းပြင်းနဲ့တလုံး30ရှုံးကိုပေါင်းချင်းနှလုံး60ရှုံး ဒီလိုခြေတွေကြတော့အောက်တင်းနဲ့အောင်တက်တယ်ပေါ့နော်။ဒါပေမဲ့လည်းဂျူဗင်တက်အသင်းကခြေတွေတောက်လျှောက်တည်နေတဲ့အသင်းတစ်ပြင်ဖြစ်နေရတယ်တွေ့ရတယ်ပေါ့နော်။ဂျူဗင်တက်ကအသင်း၈မှာရှိတဲ့၁၂မှာဥဒိနက်ကလည်းအသင်း၉မှာရှိတဲ့၁၂မှာပေါ့နော်။နှစ်သင်းလုံးရမှတ်တရတော့တူနေကြတယ်ပေါ့နော်။ဂျူဗင်တက်အသင်းရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကြည့်ကြရအောင်နော်ဘယ်လို short ထားလဲဆိုတော့ဂျူဗင်တက်အသင်းကတော့အိမ်ဝင်မှာဆိုလို့ရှိရင်ဒါပါမောက်ဒူးစီးနဲ့နိုင်တဲ့အင်တာမီလန်430နဲ့နိုင်တယ်ဗောနော်အတလန်တာကိုတည်ရီဆော့တယ်အေစီမီလန်ကိုတည်ရီဆော့တယ် အကူတကူတွင်းနိုင်တဲ့အပင်ဖြစ်တယ်ပေါ့ဗျာဒါအဝေးဝင်းဘက်ကိုကြည့်မှဆိုရင်တို့ရှောင်းခဲ့တာနောက်ဆုံးနှစ်ပွဲဆက်အဝေးဝင်းပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ကိုမို2စီးနဲ့ရှောင်းတယ်လာစီယို1စီးနဲ့ရှောင်းတယ်ဂိုးတကူရဖို့မလွယ်ကူနေတဲ့အခြေအနေမျိုးမှတော့ရောက်နေပြီပေါ့နော်နောက်ဆုံး3ပွဲဆက်ဂိုးမတွင်းနိုင်ဘူးလေတွေ့ရတယ်ပေါ့နော်ဒီဘက်ကဦးဒင်းနစ်ကိုအဝေးဝင်းချီကိုကြည့်မှဆိုဥဒိနေကဂိုရဂိုထဲနိုင်တဲ့အတင်းထဲမှာပါတယ်ဗောနအင်တာမီလန်2-1နဲ့နိုင်တယ်ပီဇာ1-0နဲ့နိုင်တယ်ဆာဆူလို3-1နဲ့ရှောင်းတယ် ်ခရမိုနင်စီဝမ်းဝမ်းပေါ့နော်သူတို့လည်းနောက်ဆုံးနှစ်ပွဲဆက်ခြေတွေရှုံထားတယ်ပေါ့နော်ခြေတွေရှုံထားပါတယ်ဦးတင်းကလည်းခြေတွေရှုံထားတယ်လို့ဂျူဗန်တအသင်းကလည်းခြေတွေရှုံထားတယ်ပေါ့နော်ဒါကျွန်တော်တစ်ချက်တတိထားမယ်ဂျူဗန်တအသင်းကလည်းတစ်ဖက်မှာအီတလီစီးရီးကစားတယ်တစ်ဖက်မှာဒါချန်ပီယံလစ်တွေကလည်းဆော့ရသေးတာပေါ့နော်အဲ့တော့နောက်ဆုံးရှုံးမဲ့၃ဝက်ဆက်လဲကြုံနေတယ်လို့ဂိုးတွင်းအားလဲတအားကျသွားတဲ့ပုံစံမျိုးမှတွေ့ရတယ်ပေါ့နော် ဒီဘွဲထဲမှာဖွင့်ထားတဲ့ Wins to Osport ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Juventus အနိုင်ကို48ပြကျွန်တော်ညီကိုတွေဝင်းဝမ်းရိုက်ချင်လဲရိုက်ကြည့်ပေါ့နော်ဒါ Wins ပဲပေါ့ကြည့်သမားတွေပေါ့နော်တရီကို40နဲ့ Udinese အနိုင်ကို80တော့ပေးထားတယ်ပေါ့နော်ဒီဘွဲထဲမှာကျွန်တော်ရွေးချယ်ထားတာက Bottin to Score Yes ကိုကျွန်တော်ရွေးချယ်ထားပါတယ် Juventus လည်းအိမ်ဝင်ဖြစ်နေတဲ့အတွက်တလုံးတော့ရသွားမလို့ထင်တယ်ပေါ့နော် BTTS Yes ကြိုက်တယ်ပြီးရင် Body မှာကျွန်တော် Udinese ကြိုက်တယ်ဗျာ Udinese ကျွန်တော်ရွေးချယ်ပါတယ်ဒီပေါ့ချင်းနဲ့ဆိုရင်ပေါ့နော် တော့ရိုမာနဲ့ပါမာရိုရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါရိုမာအတန်းကတလုံးတရေလောက်ဖွင့်ထားတယ်ဗောနော်အနားနင်းလို့ရှိလို့ရှိရင်တလုံး30နိုင်20နိုင်လည်းဖြစ်သွားနိုင်တယ်ဗောနော်ဒါမှမဟုတ်လည်း20ရှုံ30ရှုံလည်းဖြစ်သွားနိုင်တယ်လက်ရှိပေါက်ကြီးမှာတော့တလုံးတရေဘူပေါင်းကြီးနှလုံး80ရိုမာအဆင့်နဲ့ပါမာအဆင့်15ဒီနှစ်သိန်းကျားထဲမှာကွာတယ်ဗောနော်ဒီနှစ်သိန်းကျားထဲမှာကွာခြားမှုရှိပါတယ် အချိလိုက်မယ်ဆိုလို့ရှိရင်ရိုမအတင်းရဲ့အိမ်ဝင်ပွဲစဉ်တွေကိုချိလိုက်ချိကြရအောင်ပေါ့နော်ရိုမဘယ်လိုဆော့ထားလဲဆိုတော့ရိုမဆူဆူပေါင်း၄ပွဲဆော့ထားတယ်ဘိုလောညာ1-0ဘီရိုနာ2-0ပေါ့နော်သူရှောင်းထားတာတော့တိုရီနို1-0နဲ့ရှောင်းတယ်အင်တာ1-0နဲ့ရှောင်းတယ်ပေါ့နော်အဲ့ဒီ၄ပွဲကိုချိလိုက်၄ပွဲလုံးဂိုးအောက်တွေကျထားတယ်တကယ်လို့ကျွန်တော်တို့ဒါအဝေးဝင်းဘက်ကိုပြန်ပြီးမှချိမယ်ဆိုရင်အဝေးဝင်းမှာဆိုရင်တို့ဆာဆူလို1-0နဲ့နိုင်ပြီးချိအောင်ထားတယ်ပေါ့နော် အရိုမအတန်းကဒီနေ့မှမဆိုးဘူးပေါ့နော်သူ short ထားတဲ့ပွဲတွေအားလုံးခြုံကြည့်မှဆိုလို့ရှိရင်အကုန်လုံး go out တွေပဲဖြစ်ထားတယ်ဗျာအရိုမကပဲကျွန်တော်တို့ဒါစီးပွားအဖြစ်ကစားမှဆိုရင်တော့တော်တော်လေးအကျိုးများရည်ပေါ့နော် go ball ဆိုတာတပွဲပဲရှိရဖီယိုရင်တီနာကို2-1နိုင်တဲ့ပွဲပေါ့နော်အပါမအတန်းကိုကြီးလိုက်မှာပေါ့နော်ပါမအတန်းရဲ့ away win ဖောင်ကိုကြီးလိုက်ပေါ့နော် juventus ကို2-0နဲ့ရှုံးတယ်ကက်ကရီယာတွေကို2-0နဲ့ရှုံးတယ်ပေါ့နော် cremonese တေးရီ short တယ်ချီနွာကိုတေးရီ short တယ်ပေါ့နော်ဒါချေးနှစ်ပွဲဆက်အောင်ထားတယ် တို့နောက်ဆုံးတွေ့ကြတာတော့ကိုမိုအတင်းပေါ့နော်ကိုမိုအတင်းကိုဇီဇီဆော့ထားတယ်ပေါ့နော်။ဒါပန်းမအတင်းကခုနောက်ပိုင်းပွဲတွေမှာဆိုတော်တော်လေးကောင်းလာတယ်ပေါ့နော်။ခန်းစစ်ကတော်တော်ကောင်းလာတယ်ကနောက်ဆုံး၃ပွဲဆက်ပေါ့နော်။ဒါပေးဖို့တကူပဲရှိတယ်ပေါ့နော်။တော်တော်လေးခန်းစစ်ကကောင်းတယ်။ရိုမကလည်းတိုက်စစ်ကောင်းတယ်။အာတိုက်စစ်ကောင်းတယ်ဒါမှမဟုတ်တွင်းကူတော့နဲတယ်ပေါ့နော်။လက်ရှိပန်းမရဲ့သွားနေတဲ့ဒါဒီခြေစွမ်းနဲ့ဆိုလို့ရှိရင်ရိုမနဲ့တော့အခက်တွေ့နိုင်တယ်ချင်တယ်ပေါ့နော်။ပွဲတွေကလည်းခက်စိတ်စိတ်ဆိုတော့ဗျာကစားသမားလည်းအနာပေးဖို့ကလိုတယ်ပေါ့နော်။ အယူရိုပါလစ်ကလည်းကန်ရသေးတယ်ပေါ့နော်ကြားထဲမှာအော်ရိုမအတင်းကတော့တိုက်စစ်ကောင်းတဲ့အတွက်ဂူတခုတော့ရသွားမှာလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာဒါ 1C ပေါ့နော် 1C မဟုတ်ရင် 2C ဒီလိုပုံစံတွားဖို့များနေတယ်ဒီပွဲကပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ 1S2 of spot ကြီးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ရိုမအနိုင်ကို95ပဲ 1S ပဲရိုက်မယ်ညီကိုဝင်ဝမ်းရိုက်ကြည့်ပေါ့နော်ဝင်ဝမ်းဝင်ဝမ်းဖြစ်ဖြစ်နိုင်ကြအများဆုံးပဲတရီကို3.7နဲ့ပါမအနိုင်ကို9ဆပြီးတာ9ဆဆိုတော့ပါမလွယ်တော့မလွယ်ဘူးပေါ့နော် အဲ့ကျွန်တော်ဒီပွဲမှာနည်းနည်းလေးအရေးစွန့်ပြီးမှ Roma body ပေါ့နော် Roma body ကျွန်တော်ရွေးချယ်လိုက်ပါတယ် Roma အတင်းနဲ့ကျွန်တော်ဂူဘောင်းအောက်ပေါ့နော်2-0လောက်ဖြစ်မလို့ကျွန်တော်ချက်သုံးသပ်မိတယ်ပေါ့နော် Roma နဲ့ဂူဘောင်းအောက်ကိုစိုက်ပါတယ်နောက်တစ်ပွဲကတော့ Inter Milan နဲ့ Fiorentina တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပေါက်ကြီးကိုကြီးလိုက်တဲ့ချိန်ကျတော့ကျွန်တော်ကတော့လုံးဝဒီပေါက်ကြီးကိုကြီးမှ Fiorentina ပဲစိုက်တယ်ဗျာဒီနှစ်သင်းကြားထဲမှာကစားသမိုင်းအင်အားပိုင်းတွေတော့အများကိုရတယ်ဆိုပေမဲ့လည်းဒီပေါက်ကြီးကိုတစ်ခုတည်းပဲကြီးမှကျွန်တော်က ဒါဖီရင်တီနာကိုစိုက်တာဗောနော်ကစားသမားတွေဘာတွေကျွန်တော်မကြည့်ထားဘူးဒါအင်တာမီလန်တလုံး60ရှုံးတဲ့ဂိုးပေါင်းကြီး3လုံး89နိုင်ဆိုမှပေးထားတယ်ဗောနော်ဒါအင်တာမီလန်ကအဆင့်4မှာရှိတယ်15မှတ်နဲ့ဗောနော်ဖီရင်တီနာအဆင့်18မှာရှိတယ်4မှတ်ထည့်ရထားတယ်နိုင်ပွဲလည်းမတွေ့ထားတဲ့အပြင်ဖြစ်တယ်ဗောနော်ဒီနေ့တင်းမှာဗောနော်ကွာချမှုတွေကတော့တိုက်ဆက်ပိုင်းခံစစ်ပိုင်းအကုန်ကွာတယ်ဗောနော်ဒါပေမဲ့အင်တာမီလန်ဆော့ထားတဲ့အိမ်ဝင်ပွဲစဉ်၄ပွဲကိုကြည့်လိုက်ဗောနော်တိုရီနို5-0ဆာဆူအိုလို2-1ခရီမိုနီစီ4-1 ခုဒီနေ့21ဆိုပြီးမှဒါနောက်ဆုံးအိမ်ဝင်ပွဲစဉ်၃ပွဲလုံးကိုဂိုးတွေပေးထားသလိုတွင်းကိုကလည်းနှလုံးကနဲ့၃လုံး၃လုံးကနဲ့၄လုံးကြီးရှိတဲ့အင်တာမီလန်အသင်းဖြစ်တယ်ပေါ့နော်သူတို့နောက်ဆုံးရှုံးခဲ့တာတော့နာပိုလီကို3-1နဲ့ရှုံးခဲ့တာဖြစ်ပါတယ်ဒါပေါ့နော်ကျွန်တော်ဒါအင်တာမီလန်အသင်းကတော့အနည်းဆုံးနှလုံးတော့ထဲ့မယ်လို့ထင်တယ်ပေါ့နော်အိမ်ဝင်ပွဲစဉ်နဲ့ဖြစ်နေတဲ့အတွက်တစ်ဖက်ကဒါဖီရင်တီနာရဲ့အဝေးဝင်ဖောင်ကိုကြီးလိုက်ပေါ့နော်အဝေးဝင်မှာဆိုလို့ရှိရင်ကက်ကရီယာ1-1တိုရီနို0-0 ပြီးတော့ပီဇာဇီးဇီး AC Milan ကို2-1နဲ့ရှုံးထားတယ်ပေါ့နော်အဲ AC နဲ့ပွဲမှာတော့သူတို့ချေအနှံ့ငယ်ရှုံးထားတယ်ပေါ့နော်ခြံနဲ့ပွဲတွေမှာဆိုရင်တော့သူတို့မဆိုးပါဘူးဥရောပပွဲစဉ်တွေဖက်မှာကြည့်မယ်ဆိုရင်လည်းဒါဒါဂိုရဂိုတွင်းနိုင်တယ်ပေါ့နော်ဂိုရဂိုတွင်းနိုင်တယ်ဒါဖီယိုရင်တီနာ ဖြစ်ပါတယ်နော်ဒီပွဲစဉ်မှာအင်တာမီလန်အတင်းလည်းတကူတွင်းခံရနိုင်တယ်လို့အင်တာမီလန်အတင်းကလည်းအနည်းဆုံးနှလုံးလောက်တော့ရသွားမယ်ပုံမှန်မျိုးမှရှိတယ်ပေါ့နော် Wins to Osprey ကြီးမှာဆိုရင် Inter Milan အနိုင်ကို42နဲ့ပြကျွန်တော်ညီကိုဝင်းဝိုင်းရိုက်ကြည့်ပါတော့ဝင်းဝိုင်း42ပြရမယ်တရီကို4.5ပါတော့အာ Fiorentina အနိုင်ကို6ဆမြန်မာပေါက်ကြီးမှာတော့ကျွန်တော် Fiorentina body ခြိုက်တယ် Boateng to score နဲ့ဂူပေါင်းအပေါ်ခြိုက်တယ်3မျိုးဖြစ်သွားပြီပေါ့နော်ကျွန်တော်ရွေးချယ်ပေးတာကျွန်တော် Wins ပဲရမယ်ညီကိုတွေကတော့ Inter ဝင်းဝိုင်းပေါ့နော်ဒါမှမဟုတ် BTTS yes အဲ့ဒီနောက်ခုတစ်ခုရွေးပါတော့မြန်မာပေါက်ကြီးမှာဆိုရင် Fiorentina ဖီယိုရင်တီနာဘော်ဒီနဲ့ဒါဂိုးပေါင်းတုံးလုံးကြီးကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ဒီလိုပြောချင်တာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကျွန်တော်ရွေးချယ်မှာဆိုပင်တစ်လီဂူကကျွန်တော်ရွေးချယ်ထားပါတယ်မင်းစ်နဲ့လိုင်လီတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ထားတယ်ပေါ့နော်မြန်မာစံတော်ချိန်၁၂နာရီခွဲမှာကစားမဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပေါက်ကြေးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်မင်းစ်အတင်းကတရီတမတ်ရမယ်ဆိုတော့ပေါက်ကြေးမျိုးဖြစ်ပါတယ်ဒီပေါက်ကြီးအနေထားပါတော့ဒါ line လေးအတင်းက level 39ဂိုးပေါင်းကြီး 3089ဆိုမှပေးထားတယ်ဗောနော line လေးအတင်းအဆင့်5 nins ကအဆင့်6ဒီနှစ်တင်းကြားထဲမှာ3မှတ်ထက်กว่าတယ်ဗောနော်19မှတ်24မှတ်3မှတ်ထက်กว่าတာဖြစ်ပါတယ်ဒါ nins အတင်းရဲ့ DRD အိမ်ငွေမှာဆော့ထားတဲ့ပြင်သစ်လီဘူးပွဲစဉ်တွေကိုကြည့်ချင်အောင်ဗောနော်စုစုပေါင်းဒါဆော့ထားတာ5ပွဲရှိမှာဗောနော်2လောက်1 z နဲ့ရှုံးတယ် or share 31 nantes 1 z ဒါ paris fc ကို1 1ဆော့ထားတယ်ပြီးရင် lion 32နဲ့နိုင်ထားတယ်ဗောနော် ူ short ထားတဲ့ဒါ၅ဘွဲကိုချိလိုက်ပေါ့နော်ဒီ၅ဘွဲမှာသူဂိုးမတွင်းခံရတာ၃ဘွဲပဲရှိတယ်အတင်းကတော့ကောင်းပါတယ်ဂိုးကတော့တွင်းခံလာရတယ်ပေါ့နော်အဲသူတို့နောက်ဆုံး short ခဲ့တာကတော့ဒါအဝေးကွင်းမှာပေါ့နော်ဒါ rain အတင်းကို2-1ဆိုတဲ့ရလာနဲ့နိုင်ထားတာပေါ့နော်နောက်ဆုံး၃ဘွဲဆက်လက်ချေအောင်ထားတဲ့အတင်းတင်ဖြစ်နေတယ်ပေါ့နော်ချေအောင်လာလည်းများနေပြီဒီဘက်က line လေးအတင်းကအဝေးကွင်းပွဲစဉ်တွေကိုချိလိုက်မှာဆိုရင်အဝေးကွင်းမှာ line လေးအတင်းက၄ဘွဲ short ထားတယ် press ကို3 3 လိုရီယံ71လန့်စ်ကို3စီးနဲ့ရှုံးပြီးတော့နန်တက်စ်ကို2စီးနဲ့ပေါ့နော်ဒီအသင်းကလည်းဂိုရဂူတွင်းခံရတဲ့အသင်းဖြစ်နေတယ်ပေါ့နော်တကူကနဲ့နှကူနှကူကနဲ့3ကိုအဂိုးတွင်းတဲ့ပိုင်းဖက်မှာဆိုရင်တော့90လီကနဲ့တိုက်ဖစ်ကမထင်မထင်တယ်လို့3လုံး4လုံး5လုံးနဲ့ထည့်နိုင်တယ်ပေါ့နော်တစ်ဖက်ကနင်းစ်အသင်းကလည်းအနည်းဆုံး1လုံးလောက်တော့ထည့်နိုင်တယ်ကျွန်တော်တို့ဒီပွဲထဲမှာဂိုးပေါင်းအပေါ်ဖြစ်ဖို့များတယ်လို့ထင်တယ်ပေါ့နော် minus 2 of spout ကြီးမှာဆိုရင်9နင်းစ်အနိုင်ကို3စားတေးကို3.5နဲ့90လီအနိုင်ကိုနှစ်ဆပေးထားတယ်ဗျာကျွန်တော်ဒီပွဲထဲမှာ wines လက်သမားတွေပေါ့နော် BTTS yes ညိုက်ကြည့်ပေါ့နော် BTTS yes တော့မဟုတ်ရင်လည်း over 2.5ကိုပေါ့နော်ဘူပေါင်းအပေါ်ပေါ့ဗျာပမာပေါက်ကြီးမှာဆိုရင်မြန်မာပေါက်ကြီးမှာဘူပေါင်းအပေါ်နဲ့ line lee body level 30 30ရင်းပြီး line lee ရွေးလိုက်ပါတယ်ကျွန်တော်ဒါမဲ့ဒီပေါက်ကြီးမှာဒီဒီပေါက်ကြီးကတော့ကျွန်တော် line lee ပဲနိုင်မလို့ကျွန်တော်ယုံကြည်မိတဲ့အတွက်ပေါ့နော်တကယ်လို့ပေါက်ကြီးအနေနဲ့ထားအတိုင်းပဲကြည့်မယ်ဆိုရင်တော့ nins အတင်းမရှုံးမဲ့ပေါက်ကြီးမျိုးဒါတိုင်းမဲ့ကျွန်တော် line လီပဲသဘောကျတယ်ဒီပွဲထဲမှာ Paris FC နဲ့ Lyon တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါအဝေးခွင့် Lyon အ Lyon အသင်းက level 30ပေးထားတယ်ဗျာ။ကုပေါင်းကြီး360နိုင်ဆိုမှပေးထားတယ်။ဒါ Lyon အသင်းအဆင့်၄နဲ့ Paris ကအဆင့်7ဒီနှစ်သင်းကြားထဲမှာ10မှတ်กว่าနေတာ။အိုးအဲ့ဒါပေးထားတဲ့ body ကြီးကတအားနည်းနေတယ်ပေါ့နော်။ဒါ charity ထားမှာ။ Lyon အသင်းကဒီရာသီဒါဒီကူးမှာ6ပွဲဆော့ထားတဲ့တည်ပွဲမရှိဘူး။3ပွဲရှုံးတယ်အဆင့်၄မှာရှိတယ်။18မှတ်ရထားတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော်။ Paris FC ရဲ့အိမ်ခွေးမှာ short ထားတဲ့ပွဲတွေကိုကျွန်တော်ညီကိုတွေလေ့လာကြည့်အောင်ပေါ့နော်။ Paris FC ကတော့အိမ်ခွေးမှာစုစုပေါင်း၄ပွဲ short ထားတယ်ပေါ့နော်။ဒါ match ကို3-2နဲ့နိုင်တယ်။ Lorient ကို2-0နဲ့နိုင်တယ်။ Strasbourg 3-2နဲ့ရှုံးတယ်။ Nantes ကို2-1နဲ့ရှုံးထားတယ်ဒါ။ဒါတပွဲကိုပြန်ပြန်တစ်လုံးနဲ့နှလုံးအတွင်းခံတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်နောက်ဆုံးနှစ်ပွဲဆက်လည်းကြီးတွေရှုံးထားတယ်လန်းစ်ကိုရှုံးတယ်နန်ဒက်စ်ကိုရှုံးတယ်ဂိုးတွေထည့်ထားတယ် ူဆွထားတဲ့ပွဲစဉ်နဲ့အားလုံးကိုကြည့်လိုက်မှဆိုလို့ရှိရင်ဂိုးပေါင်းအပေါ်ကျလာတယ်များတယ်ပေါ့နော်သူရှုံးထားတာအင်္ဂါတရင်အောင်ပဲသူတို့ရှုံးထားတယ်ပေါ့နော်ဒီဘက်ကလိုင်းရောအတင်းကိုကြည့်လိုက်မှဆိုလို့ရှိရင်လိုင်းရောအဝေးဝင်း၄ပွဲပေါ့နော်လန်းစ်ကို1-0နဲ့နိုင်တယ်ဒါလိုင်းလီကို1-0နဲ့နိုင်တယ်ရေနာကိုရှုံးတယ်ပြီးရင်နင်းစ်ကိုရှုံးထားတယ်ဒီအတင်းကလည်းဂိုးတွေတွင်းကနားရတယ်ပေါ့နော်ကရိုနာဆောင်နိုင်ကြတာကတော့ swash ball 2-1နဲ့နိုင်ကြတယ်ပေါ့နော်ဒီအတင်းကလည်းပြန်လန်ဂိုးတွေချဲပြီးမှပေါ့နော်ဒါ ဘူပေါင်းအပေါ်ဖြစ်ဖို့တအားများတယ်ရခိုင်နှုန်းဒီပွဲစဉ်ကပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to odds ကိုကြည့်မှဆိုရင် Paris FC အနိုင်ကို2.73ကို3.5ပေါ့နော်ပြီးတော့ PSG အနိုင်ကို2.5ပေးထားတယ် PSG အတင်းကလည်းတစ်လုံးခန့်နဲ့နှလုံးရနိုင်တယ်လို့ Paris FC ကလည်းအနည်းဆုံးတစ်လုံးခန့်နဲ့နှလုံးရနိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်22လောက်ဖြစ်မလို့ထင်တယ်2122ပေါ့เนาะကျွန်တော်ဂိုးပေါင်းအပေါ်ကိုစိုက်တယ်ပြီးလို့ရှိရင် body မှာပေါ့เนาะဒီ legend တော့ အတားလိုင်ယွန်တေမလို့ထင်တယ်ဗျာလိုင်ယွန်ကလည်းချေရောက်လာညားနေဆို Paris FC ကိုစိုက်ပါတယ်ဒီမှာပေါက်ကြီးတွေမှာတော့ Boating News Score ရိုက်ကြည့်ပါနော် Boating News Score ရိုက်ကြည့်ဘူပေါင်းအပေါ်ပါနော် Over 2.5ကိုရိုက်ကြည့်ပါနော်ဝဲကတော့ရေးချက်ထားတာကတော့ Toulon နဲ့ Reno ရဲ့ပွဲစဉ်ဖြစ်တယ်ပါနော် Ancient Toulon က level 6စတဲ့ဘူပေါင်းကြီးနှလုံး80ပါနော်ဒီဒီပေါက်ကြီးကိုကြီးလိုက်တဲ့အချိန်ကျတော့ Reina ကမရှုံးနိုင်တဲ့ပေါက်ကြီးမျိုးဖွင့်ထားတာဆိုတာကျွန်တော်သိတယ်နော် ဒရိနာမရှုံးနိုင်တဲ့ပေါက်ခြေမျိုးဖွင့်ထားတယ်။ဒရိနာတည်ဓမ္မတော်ရမယ်ဆိုတဲ့ပေါက်ခြေမျိုးဒီနှစ်တဲ့အဆင့်ကိုနဲ့အဆင့်30နမပဲကွာတယ်ပေါ့နော်။ရင်းနဲ့တင်းကလည်းတိုက်စစ်ကောင်းတယ်လို့တူလော့ကလည်းတိုက်စစ်ကောင်းတဲ့အသင်းနဲ့ဖြစ်ပါတယ်။ဒီရာဒီတူလော့အသင်းအိမ်ခွဲမှာဆော့ထားတဲ့ပွဲစဉ်တွေချစ်ချီပေါ့နော်။ဘယ်နှပွဲဆော့ထားတယ်ပေါ့နော်။ဒီရာဒီအိမ်ခွဲမှာ၄ပွဲဆော့ထားတဲ့ Brass ကို2စီးနဲ့နိုင်တယ် Match ကို4စီးနဲ့နိုင်တယ် Nantes ကိုတည်ရဆော့တယ်။ PSG ကို6-3ပေါ့နော်။ဘုံမှာ အိမ်ခွဲမှာတပွဲကိုပြန်ပြန်နှလုံး၃လုံး၄လုံးဟိုတွင်းနဲ့အတင်းဖြစ်တယ်ပေါ့နော်ကိုရိုနာဆုံးရှုံးကြတာတော့မွန်နာကိုအဝဲခွဲမှာဖြစ်တယ်အိမ်ခွဲကောင်းတယ်ပေါ့နော်ပြောနေတာတူးလို့အိမ်ခွဲကောင်းတဲ့အတင်းဖြစ်ပါတယ်တစ်ဖက်က rain အတင်းကိုကြီးလိုက်မယ်ဆိုရင် rain အတင်းကအဝဲခွဲပွဲစဉ်တွေယူဆော့ထားတာ၄ပွဲလိုရီယန်ဖူဇီနဲ့ရှုံးတယ်ပေါ့နော်အန်ဂါကိုတီးဆော့တယ်နန်ဒက်စ်ကိုတီးဆော့တယ်ဒီဟာဘာကိုတီးဆော့တယ်ဂူဂူထဲနိုင်တယ်ဂူလည်း twin ခံရနိုင်တယ် ဒီနှစ်သင်းလုံးအပြန်အလှန်ကိုးတွေထည့်ဖို့များတယ်ပေါ့နော်ဒူးလော်လည်းနှလုံးလောက်ရမယ်တစ်လုံးနဲ့နှလုံးရင်းကလည်းတစ်လုံးနဲ့နှလုံးလောက်ရမယ်ပုံစံမျိုးမှရှိတယ်ပေါ့နော်အဒီပွဲစဉ်မှာကျွန်တော်ဖွင့်ထားတဲ့ one spec ပေါက်ကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အရှင်အသင်းအနိုင်ဒူးလော်ကို2.1တရီကို3.5နဲ့ rain အနိုင်ကို3.3ကျွန်တော်ဒီပွဲစဉ်မှာ rain မရှုံးဘူးလို့ပဲထင်တယ်ဗျာတရီဓမ္မရမယ် BTTS yes ကြိုက်တယ်တကယ်လို့ ကျွန်တော်ညီကိုကိုပေါင်းရိုက်ချင်တယ်ဆိုတော့ကိုပေါင်းအပေါ်ရိုက်ချင်ပါတော့ over 2.5ကိုပေါ့နော်မြန်မာပေါက်ချင်းမှာတော့ကျွန်တော် rain body နဲ့ကိုပေါင်းအပေါ်ကိုချိန်ပါတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဒီလိုလေးရွေးချယ်ထားပါတယ်နည်းပွဲစဉ်တွေကတအားများနေပြ Swiss ball နဲ့ or shadow ရဲ့ပွဲစဉ်ဖြစ်တယ် Swiss ball တလုံး60ကိုပေါင်းကြီးတောင်းလောင်း80ပေါ့နော်ဒီမှာ Swiss ball အတင်းက 2C ဖြစ်မလား2-1ဖြစ်မလားပေါ့နော်အပြည့်တော့စားရဖို့ခက်မဲ့ပုံစံမျိုးမှရှိတယ်ပေါ့နော် တော့ဒီနှစ်တင်းကြားထဲမှာ sales boy အဆင့်ခွန် or share အဆင့်ဆက်ခွန်မှာရှိတယ်ဗောနော်အမကရန်กว่าတယ်ဒီနှစ်တင်းကြားထဲမှာအဲ sales boy အတင်းရတာဒီရဒီပင်တိလီဘူး short ထားတဲ့ဘွဲစင်တွေကိုကြည့်မယ်ဆိုရင်အင်ကွင်းဘွဲစင်တွေဆိုရင်စုစုပေါင်း short ထားတာကတော့လေးဘွဲ short ထားတယ် nantes 1z lihaba 1z anga 5z ဗောနော် massive ကို2ဝန်းနဲ့ရှုံထားတယ်ဗောနော်ဒါဆွဲဆွဲတင်ရတော့ဥရောပပွဲစဉ်တွေလည်းဆော့ရတယ်ဗောနော်ဒါ ဈာရတဲ့မှာဆိုရင် Europa Conference League တို့ဆွဲရတယ်ဗောနော်တိုက်စစ်ကတော့ဂိုးတကူတွင်းနိုင်တဲ့တကူနှစ်ကူသုံးကူဗောနော်ဒါအသိမော်မူတည်ပြီးမှဂိုးတွင်းတယ်ဂိုးလည်းတွင်ခန်းထားရဂိုးလည်းတွင်ခန်းထားရတာပြေးရတာဗောနော်နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပြောင်းနေတယ်ဂိုးတွေလည်းတွင်ခန်းထားရတာဗောနော်အော်ရှဲအတင်းအဝေးဝင်ပွဲစဉ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်အားရစရာလုံးဝမကောင်းဒါ Nens ကို31နဲ့ရှုံးတယ်နန်တက်စ်ကို10နဲ့ရှုံးတယ် PSG ကို20နဲ့ရှုံးတယ် Reina ကို22 short ထားတယ် ေးကြတဲ့ stress ဘောအတင်အနည်းဆုံးနှလုံးတော့ရမယ်လို့ကျွန်တော်တွက်ထားတဲ့နှလုံး21တော့မဟုတ်ရင်31ဒီလိုပဲဖြစ်မှာတော့မဟုတ်ရင်လည်း21နဲ့ပြင်းလိုက်ပြီးသွားမယ်ပေါ့နော် once once web page ကိုကြည့်မယ်ဆိုရင် stress ball အနိုင်ကိုပြ80ဒါကျွန်တော်ညီကိုဝင်းဝမ်းကိုထိုးပေါ့နော် stress ball ဝင်းဝမ်းကိုရိုက်ပေါ့နော်ပြ80ရမယ်တရေကို3.9နဲ့ or share အနိုင်ကို4.7ပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဒါဝင်းဝမ်းကြိုက်တယ်ပြီးလို့ရှိရင် over 2.5 goal ပေါ့နော်ကျွန်တော် wins ဘက်သမားရဲ့ over ရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော်မြန်မာပေါ့ချင်းမှာတော့ကျွန်တော် stress ball body နဲ့ goal ဘောင်းအပေါ်ခြိုက်ပါတယ်ညီကိုတို့ရဲ့မိုးတအားရွာနေတယ်ဗျာအတန်နေလေမိုးရွာတဲ့အတန်နေတအားပါနေတယ်ပေါ့နော်ဗီဒီယိုမှာကျွန်တော်အတန်နိုင်ဆုံးတော့ဒါတန်ရှင်လောက်ပါမနေ့ကပါပါတော့အတန်နဲ့ပိုင်လားပါလာနေတယ်မိုးတွေတအားရွာနေတယ်ကျွန်တော်ဒီမှာမနေ့မနေ့ပဲလုံနေရတာနောက်တစ်ပွဲကျွန်တော်အင်္ဂလန် EFL Cup ကိုရွေးချယ်ထားပါတယ် ဒါ new carson နဲ့ spar တို့ရဲ့ဘွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါ new carson အတင်းကတလုံးကို30နိုင်တော့ဖွင့်ထားတယ်30နိုင်40နိုင်အနားနေ never ပြောင်းနိုင်နေတယ်ဂိုးပေါင်းကြီးကတောင်းလုံး60ပေါ့နော်။ဒီပေါက်ကြီးက21တပောက်ဖြစ်မဲ့ပေါက်ကြီးမျိုး21 10 2z ဒီလိုပုံစံမျိုးပေါ့နော်။ဒါမှမဟုတ်အခန်းမသိရင်လည်းအဝေးကွင်းကနိုင်သွားနိုင်တယ်ပေါ့နော်။ဒါ EFL Cup ဖြစ်တဲ့အတွက်အရင်ကစားသမားတွေနဲ့ထွက်လာဖို့များတယ်ပေါ့နော်။အဓိကကစားသမားတွေအနာပေးမယ်အရင်ကစားသမားတွေပွဲထွက်လာမယ်ပွဲဖြစ်တယ်ပေါ့နော်။ ယူကတဲ့အတင်းကိုကြီးလိုက်မယ်ဆိုရင်သူတို့နောက်ဆုံးနှစ်ပွဲဆက်ကြီးအောင်ထားတယ်ဗောနော်ဘမ်ဘီက 3C ကူလမ်21ဗောနော်သူကြီးရအောင်ထားတယ်ဗောဗျာတစ်ဖက်ကစပါအတင်းကိုကြီးမယ်ဆိုရင်စပါအတင်းကအိမ်ခွဲမှာတော့မကောင်းဗောနော်အဝေးခွဲမှာဆိုရင်တော်တော်လေးကောင်းတယ်ဗောနော်ဂိုရဂိုတဲ့တွင်းနိုင်တဲ့အတင်းဖြစ်တယ်ဗောနော်ကျွန်တော်ထင်တယ်ဒီပွဲဆက်မှာအပြန်လန်ဂိုးတွေထဲဖို့လည်းများနိုင်တယ်လို့အပြန်လန်ဂိုးလည်းမထည့်နိုင်ဘူးဗောနော်ဘာဖြစ်လို့လဲဆိုတော့အရန်နေတဲ့ကစားလာမှာဆိုတော့အင်းညောင်းညောင်းနဲ့ဖြစ်နေမှာ အဲ့တော့ကျွန်တော်ညီကိုလေ line up ကိုတစ်ချက်ကြည့်ဖို့အရေးကြီးတယ်ဒီပွဲတွေထိုးမယ်ဆိုရင်တနားရီအလိုမှာဆိုရင် line up ထွက်မယ်နေယူကဆက်ဘက်မှာအဲဒါကျွန်တော်ကစားသမားတွေအနားပေးထားလားစပါဘက်မှာကစားသမားတွေဘယ်နှယောက်အနားပေးထားလဲအဓိကကစားသမားဘယ်ဘက်မှာပုံများလဲအဲ့ဒီအတင်းမှာရွေးမှထိုးလိုက်ပေါ့နော်ဒီပွဲထဲမှာဖွင့်ထားတဲ့ once to us ကိုကြည့်မယ်ဆိုလို့ရှိရင်နေယူကဆက်အနိုင်ကိုဒါ68ပြတေးကို3.7ပြီးလို့ရှိရင်စပါအနိုင်ကို4.7ပေးထားတယ်ဗျာကျွန်တော်ဒီပွဲထဲမှာဒါ double chance ပေါ့နော် level chance ကို h2 ဆိုမှာဗောနော h2 ရိုက်ကြည့်ဗောနော spa တရေတော့မဟုတ်အနိုင်ဗောနော h2 ဗောနောပြီးလို့ရှိရင်ဒါ body မှာတော့ကျွန်တော် spa body ကြိုက်ပါတယ် spa body ရွေးချယ်တယ်ဗောနောဒီနေ့ကတော့ဒလပါပဲအင်္ဂလန်ဒါ AFL Cup ဒီလည်းအများကြီးနေဗောနောပွဲတွေလည်းတအားများတော့ကျွန်တော်လည်းဒါတပုတ်ထန်းနဲ့အဆင်ပြေတယ်လောက်တော့လောက်ထားတယ်ဗောနောအခုကန်သွားတဲ့ပွဲတွေမှာဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်ထားတာကတော့ ဒါ Frankfurt နဲ့ Dortmund ဝမ်းဝမ်းကြာနေတယ်ဗောနော Lecce နဲ့ Napoli ကတော့ဟိုးမသွင်းသေးဘူးဗျာအခုချိန်ဒီဗောနော်ကြည့်ရတာဒီပွဲစဉ်က1-0 1-1နဲ့ပြီးမဲ့ပုံစံမျိုးရှိတဲ့ပွဲစဉ်မျိုးဗောနော်ဒါဘာဖြစ်လို့ဆိုတော့ Napoli ဘက်မှာဒါ line up ကအရေးကြီးတယ်ဗောနော်အဲ့ဒါကိုကျွန်တော်အဓိကပြောချင်တာပဲဒီပွဲစဉ်မှာကျွန်တော် Napoli နိုင်မယ်လို့ကျွန်တော်ပြောလိုက်တယ် Napoli အဝေးခွင်း3-4ပဲဆက်တိုက်ခြေတွေရှုံထားတယ်ဗောနော်ပင်နာပိုလီကလည်းအားပူတာတယ်ကျွန်တော်ထင်တာ1 2 0လောက်ဖြစ်မလို့ကျွန်တော်မှန်းထားတာပေါ့နော် အဲတကယ်လို့လူစင်းထွက်လာတဲ့အချိန်ကျတော့အဓိကကစားသမားတရားမှမပါဘူး။ဥပမာပြောချင်တာကတော့ဒါတိုက်စစ်မှာဆိုဝိုင်လန်တို့ပြီးလို့ရှိရင်ဗာလဲမက်ဒိုမီနီတို့လူဆောင်မထုတ်ထားဘူးပေါ့နော်ပြောချင်တာ။ဒီကကျတော့တပန်းရှုံးနေဗျ။အဲဒါကြောင့် line net ကိုအထူးကိူးစိုက်ပြီးကြည့်ဖို့ရေးကြည့်တယ်။ပြီးရင်ရာသီဥတုကိုအထူးကိူးစိုက်ဖို့လိုတယ်ပေါ့နော်။ဘောလုံးမတစ်ပွဲလောက်မှဆိုရင်ကိုရွေးချယ်မဲ့ဥစ္စာကိုပဲကိုတေချာလေး focus လုပ်ထားပေါ့နော်။ပြီးရင် အမောင်းလောင်းမှဆိုလာအများကြီးမလောင်းနဲ့အများဆုံးလောင်းရင်3သိန်းလောက်ပဲရွေးပေါ့နော်3သိန်းနဲ့4သိန်းပေါ့နော်ကျွန်တော်တို့3သိန်းအများဆုံးမှထင်တယ်ပြီးနိုင်ငံတူတဲ့ဟာတွေကအကုန်လုံးမလောင်းနဲ့အီတလီကသတင်းပိုင်ရင်စပိန်ကသတင်းလောင်းပြီးဂျာမနီကသတင်းလောင်းအဲ့လိုပေါ့နော်ဒီလိုပုံစံလေးထိုးစေချင်တယ်ပေါ့နော်ကျွန်တော်ညီကိုလည်းအားလုံးအပေါင်းပြကြပါသေးဗျာအားမချမ်းသာကြပါသေး